ေဂန်သမားထံကတော့အင်ဖြူတော်ကိုစဖြုံနေပြီဖြစ်ပါလေ။ဘောလုံးတိဆောက်ဖို့ဆိုပြီးတော့အင်ဖြူတော်အရှိတ်ဘက်ဆောင်ကိုစတင်ဖြိုချနေတာဆိုပါလေ။အင်ဖြူတော်ရဲ့စိတ်ပိုင်းချုပ်ကိုအော်တိုဘာ20ရက်နေ့ကကစတင်ဖြိုချနေပြီးရွေချက်ကတော့အမေရိကန်သမားထံဆန်သွားရှိနေတဲ့ဘောလုံးတစ်ခုကိုချက်ထွင်တိဆောက်ဖို့ဖြစ်ပါလေ။ ။အင်ဂျီရောရှေ့ပိုင်းရက်ကဆောင်းလေရင်ဒီပရင်ပေါက်တွေကိုစတင်ဖြိုချနေတာဖြစ်ပါလေ။ထရန်ကအဲ့ဒီနေရာမှာလုံးဝအုတ်တုံခင်မီအောင်စက်ပစ်ထားတဲ့ပြင်ဆင်ပြောင်းလဲမှုတွေရှိလာစေမယ်လို့သတင်းတောက်တွေကိုဖတ်ချက်ပြပြပါလေ။ဒေါ်လာ350လောက်ကုန်ကြတဲ့ borrow check မှုကမကြခင်စတင်နိုင်မယ်လို့ trend ကပြောပြပါတယ်။အဲ့ဒီခံမဆောင်ဟာရှင်ရင်းစွဲအဆောက်အအုံမှာပဲအခြေပြုပြီးတော့အပြောင်းအလဲကြီးကြီးမားမားတော့မရှိနိုင်ပါဘူးလို့ဆိုပါတယ်။သူစိတ်ကူးထားတဲ့ borrow အသစ်ဟာ ရှင်လဲအင်ဂျီရောအဆောင်ကို ထိခိုက်စီမှာမဟုတ်ကြောင်းသူကအင်ဂျီရောရဲ့တိဆောင်းမှုနဲ့ဘီတုကလက်ရာတွေကိုအရန်လေးစားပါကြောင်းအင်ဂျီရောကသူ့သဘောကျဆုံးနေရပါလို့ခန့်ကဆိုပါလေဒါဆိုရင်ဘာလို့ဘောလုံးဆောက်ဖို့ဆိုပြီးအင်ဂျီရောကိုချိုချတာလဲလိုအပ်လို့လားဆိုပြီးမိကုန်ထုတ်မှုတွေကိုတော့ခန့်ကဖြေချခြင်းမရှိပါဘူးအော်ဘန်နစဲနီမော်နောထရန့်ကအမန်ဒီကယ်လိုအပ်တဲ့ဘောရုံအသစ်အတွက်ဆောက်လို့လုပ်ငန်းအဖွဲ့စနေတာသာဖြစ်တယ်လို့လူမှုကွန်ရက်မှာရေးပါတယ် အဲ့ဒီဆောက်လုပ်မှုမှာပြည်သူ့ဘဏ္ဍာလည်းသုံးဆွဲခဲ့တာမဟုတ်ပဲအင်မတန်ရရောတဲ့မျိုးချစ်ပုဂ္ဂိုလ်အများပြားရဲ့ထဲ့ဝင်မှုကိုပဲအသုံးပြုခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့ရမငွေထောက်ပံ့သူတွေရဲ့စီးရင်ကိုတော့ insurer ကမကျင်ညာပါဘူးဒမလာထရန်အဲ့ဒီလိုမဟုတ်ခဲ့မေဂန်နိုင်ငံတော်မှာဒီပညာရှင်လုပ်ငန်းရှင်တတိကြီးတွေနဲ့တွေ့ဆုံခဲ့ပါတယ်အဲ့ဒီတတိကြီးတွေမှာ Elon Musk တို့ Jeff Bezos တို့နောက်ပြီးတော့ Mark Zuckerberg တို့ကဆက်ပါပါတယ် သူတို့အားလုံးအသေးကြပေါ့ထွန့်ကိုဒေါ်လာတန်းချီအလူငွေပေးရမှာဖြစ်ပါတယ်အမေရိကန်အမေရိကန်တမောအဆက်ဆက်ရဲ့ရုံးဆိုင်ရာအဆောင်အဖေရာဇဝင်နှစ်ခုကြာဖြတ်တန်းခဲ့ပြီးပါပြီ။အမေရိကန်ရှေ့ဘက်ဆောင်ကို1942ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး1942ခုနှစ်တုန်းကနောက်ဆုံးကြိမ်ပြုပြင်မှုတွေဟိုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။နောက်ပြီးတော့အဲ့ဒီဖြိုချခံရတဲ့အဆောင်နေရာဟာအမေရိကန်တမရဂရောရဲ့ရုံးထိုင်နေရာဖြစ်တယ်လို့လည်းသိရပါတယ်။ ်အမေရိကန်သမ္မတကရောဆက်ဆက်ဟာသူတို့ရဲ့လုပ်ငန်းဆောင်တာတွေဆောင်ရွက်ဖို့အဲ့ဒီအင်ဖီရောရှင်းဆောင်မှာလုံးလုံးလေးရှိတယ်လို့သိရပါတယ်အင်ဖီရောမပြူးမပြင်းတာနှစ်ပေါင်း80ကျော်80နီးပါးကြာမြင့်နေပြီပဲဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ဂျပန်နိုင်ငံရဲ့သမိုင်းတစ်လျှောက်မှာပထမဆုံးမျိုးသမီးဝန်ကြီးချုပ်အသက်ထွက်ပေါ်လာပြီဖြစ်ပါတယ်ဂျပန်နိုင်ငံသမိုင်းတစ်လျှောက်မှာမျိုးသားလူပဲဝန်ကြီးချုပ်ဖြစ်ခဲ့တာပါဒီ2025ကြာမှာမျိုးသမီးဝန်ကြီးချုပ်တယောက်ပေါ်ပေါက်ခဲ့တာပါ သူမနာမည်ကတော့ဆာနာအဲထာခာအီချီဖြစ်ပါလေဂျပန်သမိုင်းနှစ်လျှောက်မျိုးသမီးဝင်ကြီးချုပ်အဖြစ် Liberal Democrat Party LDP ခေါင်းဆောင်တဲ့ဆာနာအဲတာကီချီကိုအော်တိုဘန်စစ်တမလွတ်တော်ကရွေးကောက်တင်မြောင်းလိုက်ပါလေအလုံးတော်မှာမဲခွေရမှာတာကာအီချီကပထမကြောမှာလည်းမဲပေါင်း239မဲရရှိပြီးဒုတိယကြောအဆက်ပြိုင်စရာမလိုပဲနိုင်ရခဲ့ပါလေသမိုင်းရဲ့ပြန်ပတ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဒီမိုကရက်ပါတီခေါင်းဆောင်ရိုးရှိရှိကိုနိုတာကတော့149မဲပဲရရှိခဲ့ပါလေ အနာအဒီပီပါတီကလွတ်တော်မှာအမတ်နေရာအများစုမရရှိတာကြောင့်ဂျပန်ရဲ့တီဖယ်စံသစ်ရေးပါတီ GIP နဲ့ညွန်ပေါင်းဖွဲ့ပြီးမှသာတာကာအီရှီအတွက်အနိုင်ရဖို့တည်ကြခဲ့တာဖြစ်ပါလေ။ဒါဟာဂျပန်ကောင်းဆောင်ဖြစ်ဖို့သူမရဲ့တတိယအကြိမ်ဂျပန်မှုလို့ဆိုပါရစေ။အသက်64နှစ်ရွယ်တာကာအီရှီဟာပြည်ထောင်ကြီးချုပ်ဟောင်မာကွဲအသက်ချောင်းအားကျသူဖြစ်ပြီးဂျပန်ရဲ့တမလီလေဒီလို့တည်စားခေါ်ဝေါ်ကြပါလေ။ ။နောက်ကရရှိတာအဒီပါတီရဲ့၅နှစ်အတွင်း၄ရောင်းမြောက်ဝန်ကြီးချုပ်ဖြစ်လာပြီးပါတီအတွက်သဘောထားတင်းမာလေ။ကိုစားဘေးတစ်ကဘဖြစ်တော့ကွယ်လွန်ဝန်ကြီးချုပ်ဟောင်းရှင်းစိုးအာဘီရဲ့တွေ့ရင်လည်းဖြစ်ပါလေ။ဝန်ကြီးချုပ်တစ်ဟာဝန်ကြီးအဖွဲ့ဖွဲ့စည်းကိုစတဲ့လုံဆောင်နေပြီးရှိပြီးဆိုရဖွဲ့ထဲမှာမျိုးသွေးများပြားခန့်အပ်ွယ်ရှိပါလေ။ဒါကအရှိဟာအရှုံးတော်ပုံတွေနဲ့ပြည်တွင်းပြည်ပကတွေနဲ့ရင်ဆိုင်နေရတဲ့အာဏာရပါတီ ADP ညွှန်ရေးနှိကွနေတဲ့နိုင်ငံစီးပွားရေးနဲ့ American Japan ဆက်ဆံရေးစိတ်ခုံးမှုတွေကိုဖြည့်ရှင်းရမှာဖြစ်ပါတယ်။ နောက်တင်မို့ပြောချင်ပါလေကာဇာပိခရဲ့စေတဖန်ပြန်လဲလောက်ခတ်လာတဲ့အတွက်ဂျာဝင်ဖြစ်ပြတဲ့နိုင်ငံလေးတန်ကင်းတမန်ကင်းမြင့်တက်နေပါလေမေဂန်ဒုသမဂျေဒီဘက်နဲ့အစ္စရေးကိုလာမယ်လို့သိရပါတယ်ကာဇာရှိပိခရဲ့စေနန်မမင်းဒီအော်တိုဘန်20ရက်နေ့မှာအစ္စရေးဘက်ကပြစ်ခတ်မှုကြောင့်လူသုံးသေတယ်လို့ဂျမ်းမာယုံမှန်တန်းတွေကပြောပါလေဒီလိုဖြစ်တဲ့အတွက်အမေရိကန်တန်တမန်တွေဟာအစ္စရေးနိုင်ငံကိုလာရောက်ပြီး အော်တိုဘာ19ရက်နေ့နဲ့20ရက်နေ့မှာအကြီးမားဆုံးစတက်ခံခဲ့ရတဲ့တကြောမြန်တင်းမာတဲ့ပြစ်ခတ်ရစဲကြီးကိုဆက်လက်တွန်းအားပေးဖို့ကြိုးစားမယ်လို့မျှော်လင့်ကြအောင်ရိုက်တာသတင်းကဖော်ပြပါတယ်။ဗုံးကြတဲ့ခမှုပြင်းထန်တဲ့ဒီအတွင်းမှာလူအများဆုံး28ဦးသေဆုံးခဲ့ပြီးနောက်ဂါဇာကမ်းမြောက်ခြေနေပြန်လည်တည်ငြိမ်အောင်ကူညီပေးခဲ့တဲ့ဂျာဝင်စစ်ဆက်ပေးတဲ့အာရုံနိုင်ငံနေနဲ့အမေရိကန်ကျွမ်းဘက်မှုတွေကိုအော်တိုဘာ20ရက်နေ့မှာပုံမှန်ပြင်းထန်သွားမယ်လို့ပြစ်ခတ်ရစဲကြီးနဲ့ဆွေးနွေးဆက်တဲ့ပါလက်စတိုင်းတာဝန်ရှိသူတွေကဆိုပါတယ်။ အော်တိုဘား၁၉ရက်နေ့ကဂါဇာတောင်ပိုင်းရာဖာမှာသဘောတူခဲ့တဲ့တပ်ဖြတ်ရေးနယ်နိမိတ်တွင်လှုပ်ရှားနေတဲ့အစ္စရေးစစ်သည်တွေကိုတပ်ဖြတ်ခံခဲ့ရပါတယ်။အဲဒီတပ်ဖြတ်ခံခဲ့ရတဲ့အတွက်ကြောင့်ပါလက်စတိုင်းတွေတက်ခိုင်းမှုပေါ်တုံ့ပြန်တဲ့အနေနဲ့ဂါဇာတစ်လျှောက်လေကြောင်းတက်ခိုင်းမှုတွေအစ္စရေးဘက်ကစတင်ခဲ့တာပါ။စစ်သည်တွေကိုတပ်ဖြတ်ခံရတာဟာပြစ်ခတ်ရေးစေးကိုဟာမတ်ဘက်ကတိတာထိရှားစွာချိုးပေါက်တာဖြစ်ကြောင်းအစ္စရေးကပြောပါတယ်။အပြစ်ခတ်ရေးစေးသဘောတူပြီးနောက်တပတ်အတွင်းကြမ်းဖက်မှုတွေထက်တလဲလဲပေါ်ပေါက်ခဲ့ပေမဲ့ American Manager Steve Wiskon နဲ့ Tamara Train နဲ့ Tamara ဂျရကရရှနာတို့ဟာပြည့်ခဲ့ရစရေးအစည်းအဝေးဒုတိယဆက်စပ်တင်ဖို့တိုက်တွန်းပြောဆိုမယ်လို့ပြောလို့ရပါတယ်ဒုတိယမလာဂျေဒီဘက်ဆာအော်တိုဘာ27မှာအစ္စရေးလာမှာဖြစ်ပြီးအစ္စရေးလက်စည်အာဏာပိုင်ဖွဲ့ကကြီးညာခဲ့ပါလေ။အော်တိုဘာ20ဂါဇာမြို့ကြီးအစဉ်ကြုံဖြစ်တဲ့တူခါရောက်ကွက်မှာဖြစ်ခဲ့တဲ့အသည့်ဖြစ်စဉ်ဟာဂါဇာအတွက်လူနေထွက်တဲ့နေရာတည်တည်မှာအစ္စရေးစစ်တပ်နောက်ဆုတ်ပေးတဲ့အဝိုင်းအောင်လိုင်းကိုပိုင်းခြားထားတဲ့နေနမိတ်တစ်လျှောက်နောက်ဆုတ်ပေါ်ပေါက်ခဲ့တဲ့ဖြစ်စဉ်မှာ ဂါဇာနေထိုင်သူတွေတားမှာဒါနဲ့ပတ်သက်ပြီးဆိုးရိမ်ပူပန်မှုအသစ်တွေကိုထပ်မံဖြစ်စေခဲ့တယ်လို့သိရပါတယ်။နောက်သတင်းတော့ပြောချင်ပါတယ်။ပြည်သူနိုင်ငံလူပြတ်တ်ကြီးဖောက်ထွင်းခံရမှုမှာနောက်ဆုံးရရှိတဲ့သတင်းတွေအရနပိုလီယံဘိုနာပတ်ရဲ့အလို့အင်မတန်မှတန်ဖိုးကြီးလာတဲ့စိန်နှက်မြလေဆွဲပါရတနာရှင်မျိုးထိခိုးယူခံရလိုက်တယ်လို့သိရပါတယ်။မိုနာလီဇာမုံရင်ပကြီးကထားရှိရပြည်သူနိုင်ငံဖရန်မျိုးရှိအင်မတန်ကြော်ကြတဲ့သမိုင်းဝင်လူပြတ်တ်ကြီးမှာ နပိုလီယံဘိုနာပတ်ရဲ့စိတ်နဲ့မျှလဲဆွဲပါအဖိုးမဖြစ်နိုင်တဲ့ဂျန်နာရှစ်တွေနေကင်းကြောင့်မောင်ကြီးဖောက်ထွင်းခံလိုက်ရပါလေ။ပြားတိုင်ဟာဒေသဆန်တော်ကြီးနဲ့9နိုင်မှာစတဲ့ခေါနဲ့ရ9နိုင်မိနစ်30မှာ9နိုင်မိနစ်40ကြာသခိုးတွေရောက်လာပြီ။အဲ့ဒီယန္တနာရှစ်တွေကိုခိုးယူကစကူတာတွေစီးပြီးထွက်ပြေးသွားတာဖြစ်ပါလေ။မြန်မြန်တတိနဲ့ရတဲ့ဖွဲ့ပြောစီစုမှုရအမျိုးသားနှုတ်ရစကူတာဆိုင်ကပေါ်မှာဖောက်ထွင်းပစ္စည်းတွေကိုင်းလာပြီးမှန်တွေကို ပြည်ဘောကနေနဲ့စက္ကန့်ပိုင်းတွင်ရိုက်ခွဲပါလေ။ရန်နာပစ္စည်းတွေယူဆောင်သွားခြင်းဖြစ်ပြီးဖရက်ရဲ့ဌာနချုပ်နဲ့မိုင်ဝတ်တာဝေးတဲ့နေရာမှာပြတိုက်အားရုပ်ရှင်ဆန်ဆန်ပေါက်ထွင်းသွားခြင်းဖြစ်ပါလေ။တကူရီယာအပိုလိုဂယ်လရီပြခန်းမှာပြည်သက်တရဖုန်နဲ့ကျောင်းရနာများပါရှင်မျိုးခိုးသွားခဲ့တယ်လို့ပြည်သက်ယဉ်ကျေးမှုကြီးဌာနကထုတ်ပြန်ပါလေ။ပါဝင်တဲ့ရန်နာရှစ်တွင်ထဲမှာ နပိုလီယန်ကဇီးတဲ့အေဂရီမေလူးဝစ်တို့ပြီးခဲ့တဲ့စိန်နှင်းများချဲ့တဲ့လက်ဆွဲ 19ရာစုကနပိုလီယန်3ရဲ့ပြင်သစ်အဂရီယူကနီရဲ့ထရဖိုဘီယမမယ်ရီအမ်မီလီဘီယမဟော်ဒန်စီတို့ရဲ့မြားနစွဲတွေဒါတွေပါတော့ပါတယ်ကန်ကောနာတခိုးတွေထွက်ပြေးစဉ်နပိုလီယန်3ရဲ့အဂရီယူကနီရဲ့ထရဖိုဟာထွက်ကြကြံနေခဲ့တာပြန်လည်တွေ့ရှိရပါတယ်ဒီထရဖိုဟာပြတဲ့ဝက်ဘ်ဆိုက်မှာဖော်ပြမှုအရစိန်ပေါင်း1354လုံးနဲ့မြား56လုံးစီချဲထားတာပါ ။လက်ရာဆုံး National Rally Party ကောင်းဆောင် Jordan Bardella ကဒါဟာနိုင်ငံအတွက်လုံးဝသိခံနိုင်စရာမရှိတဲ့အချက်တရားလို့ဆိုပါလေ။လက်ရာဆုံး Republican Party ကောင်းဆောင် Lawrence Lucas ကလည်းပြင်သစ်နိုင်ငံတော်ခိုးခံလိုက်ရတာတော့လူမှုကွန်ရက်မှာရေးပါလေ။ပြင်သစ်နိုင်ငံမှာခေါ်ကတော့လူကြိုးရင်းနဲ့စုံစမ်းရေးတာဝန်ရှိသူတွေများပြားကိုပျောက်ဆုံးပစ္စည်းတွေနဲ့တရားခဏ်တွေပြန်လဲဖန်ဆီးရမိဖို့ခိုင်းစေထားပြီးဖြစ်ပါလေ။လူပြတဲ့ဟာပြည်သစ်ပြည်ဆက်ဆက်ထိနဲ့ဆုဆိုင်အောင်လို့ဖြစ်ပြီး 1600ပြည့်နှစ်နောက်ပိုင်းရောက်မှာပြည်သူပြည်လူကြီး15လက်ထက်မှာဆွံ့ပစ်ခဲ့တဲ့သမိုင်းဝင်အဆောက်အုံကြီးဖြစ်ပါတယ်။နောက်သတင်းတပုတ်ပြောချင်ပါတယ်။မြေရှားသတ္ထုနဲ့ပတ်သက်ပြီးတရုတ်နဲ့ပြည်ထနာတက်နေတဲ့ American ဟာမြေရှားသဘောတူညီချက်စာချုပ်ကို Australia နဲ့လက်မှတ်ထိုးလိုက်ပြီဖြစ်ပါတယ်။ American နဲ့ Australia တို့ကမြေရှားသတ္ထုနဲ့အရေးပါတဲ့တွင်းထွက်တွေထုတ်လုပ်ထောက်ပံ့ရေးအတွက်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒါဟာမြန်ရှားတရုတ်တင်မှုကိုကန့်သက်မှုတွေချမှတ်ထားတယ်တရုတ်နိုင်ငံရဲ့ဈေးကွက်လွှတ်မှုကိုတံပြန်ဖို့အကျိုးပန်းမှုလို့အကဲခတ်တွေကဆိုပါလေဒီသဘောတူညီချက်ကိုဒေါ်လန်ထရန့်နဲ့ဩစတြေးလျဝန်ကြီးချုပ်အယ်ဘာနီတို့ကအင်ပီရောမှာလက်မှတ်ထိုးခဲ့တာဖြစ်ပါလေသဘောတူညီချက်ရအမေရိကန်နဲ့ဩစတြေးလျတို့ဟာ6လအတွင်းနှစ်နိုင်ငံဆောင်ရွက်မဲ့စီမံကိန်းတွေအတွက်ဒေါ်လာ1ဘီလီယံစတင်အသုံးပြုမှာဖြစ်ပါလေ ။နေရှားတထုနဲ့အခြားရေးပါတဲ့တက်တထုတွေတူဖို့ချင်းပြင်းချင်းတွေအတွက်အမေရိကန်ကဒေါ်လာ၈.၅ဘီလီယံအထိရင်းနှီးမြှုပ်နှံမှာဖြစ်ပါလေ။သဘောတူညီချက်မှာတော့အော်စတြေးလျအမေရိကန်နဲ့ဂျပန်တို့ပူးပေါင်းပြီးဒပိုင်းလျက်ကူပစ္စည်းထုတ်လုပ်ရမှာတုံးတဲ့ဂယ်လီယံကိုပူးတွဲပြီးတော့ထုတ်လုပ်မယ်လို့လည်းဆိုပါလေ။ဒါအပြင်ဒီလိုမျိုးလက်မှတ်ရေးထိုးလိုက်တဲ့အတွက်ကြောင့်အမေရိကန်အတွက်တော့အသက်ရှူပေါင်းခြောင်သွားမယ်လို့ဆိုလို့ရပါတယ်။အော်စတြေးလျဟာမြေရှားတထုထောက်လုပ်တဲ့အဓိကနိုင်ငံတစ်နိုင်ငံဖြစ်ပြီ လက်ရှိသဘောတူညီချက်ဟာတည်ငြိမ်တဲ့ထောက်ပံ့ရေးကွင်းဆက်ထူထောင်ဖို့တရုတ်ပေါ်မိခိုးအားထားမှုကနေရုံထွက်ဖို့အမေရိကန်ရဲ့ကြိုးပမ်းမှုဖြစ်ပါလေ။ဒါအပြင် AU UK US လိုလူသိများတဲ့ American Australia ပြည်ထောင်စုရဲ့လုံခြုံရေးမှုပေါ်အောက်မှာ Australia အတွက် American လို့ Nuclear စွမ်းအင်သုံးဂျင်းကိုတင်ပေါ်နေပေးရရေးစီစဉ်ကိုလည်း Donald Trump နဲ့ Australia ဝန်ကြီးချုပ်ကဆွေးနွေးခဲ့တယ်လို့သိရပါဗျ။